လာတရားတွေကိုအခုအာယုံတက်မှတွေ့ရတယ်။အခုမြင်တွေ့ရတိုင်းမှာနည်းနည်းချင်းအာယုံကိုတောင်းတင်းတောင်းနှမ်းနေတဲ့ဖြတ်တန်းဘုံပိုင်းကိုသွားတဲ့လမ်းမှာဘုံပိုင်းဆိုတာပင်လယ်ကမ်းနားမြို့ခါတော့ကဘုံကြီးလို့1995ခုအထက်နာမည်ရှားခဲ့ပြီးတော့ နောက်ပိုင်းတော့မွန်ပိုင်းလိုပြောင်းလိုက်တယ်အနိကကြည့်တော့တမျိုးပေါ့မမေးစီတီးစီကျင်းတို့ဆိုရင်ဒီမှာလူတွေကအပြည့်အဝဖြစ်သွားတယ်ဒါဇနဲ့ခွန်ကြီးနဲ့လည်းအခုမှပဲ easy ထိုင်ရကျိန်တော့မကျင်းရသေးဘူးဒါပေမဲ့လူတွေပြည့်တော့ဥစ္စာနေရဟိုနာ ဆိုပြီးတော့အဲ့ရရွှေ့ပြီးရတာအပြင်မှာလည်းအရေးဟိုမှလည်းတောင်တန်းနေတောင်တန်းတောင်တန်းနေကြတဲ့ကဥမာဆိုတော့ဘကူယုံမှကြတဲ့ယထာစုတော်ဥပဒီပဲတောင်နေနဲ့အတူအဲအဲ့လိုပေါ့တောင်နေညက်နေတဲ့ကြားထဲမှာอืม ော်တစ်ချက်ပြောက်တစ်ခါတပင်းနေနဲ့ကျေကျနော်ဆက်နေနေနဲ့ပိုင်းရောက်တော့ပြီပေါ့အညာလုံးတော့မုတ်တုတ်နဲ့မတ်တက်ပါပဲအေးမောလေမတ်ဒီယာလေးဖြစ်အောင်လာရရတာဒီကြရတော့မွန်ပိုင်းကိုသွားတော့မွန်ပိုင်းကိုရောက်တော့မဟုတ်ဘူးကတောင်းနေတော့နည်းနည်း ဒီမှာတော့အများပြင်အစ္စလမ်နေတော်မျိုးမျိုးတွေ့ရတယ်ဒီရှိမာတွေရောအဲ့လိုဩဒါကြောင့်ဇဘာခင်းနေဘာလဲဆိုတော့ဦးတောင်လီတကားစိတ်တလူဇဘာတွေတွေ့ရတယ်လျှက်စမီလေးရမယ်အဝေးကိုကြည့်မှာပဲမြန်မာအနိကကအမှုနေမှာလား မင်းသမီးကပြောစကားများတာစကားလည်းပြောရကက်ထရီနာဒီနေ့ပဲတာနာယူခီးမှာသူလည်းဆရာမကြီးဖြစ်လာမှာဟဲ့ဗျာဟင်ကက်ထရီနာကိုတီလာချုံမယ်မတာနာပြီးရောမယ်ဟုတ်တယ်ဒီလည်းငွေရလည်းလုံလာပါဟင်လာစိတ်ပါလို့ဟင်ကိုယ်တိုင်ကလည်းစိတ်ပါမှာပဲအေးပါပါတော့ပါသူစိတ်ပါမှာပဲလေရရသူကခိုင်းတယ် မနေ့ကသူအမြင့်ကြတဲ့ဟာမျိုးကြတော့အရှင်မြတ်ဘလို့မြင်လဲဓမ္မမြင့်ရလားတောကမြင့်လားဘာလို့မြင်မိလဲဒီပြောပြအဲ့သူစိတ်ကအယောင်းလဲဖြစ်နေတာပါအင်းခြေုံချတုံပေါ့နော်အခုဒီဌာနပေါင်းတဲ့ဟိုရေစီဝင်တော့မယ်ဆိုတော့ဒီဘက်ကဖြစ်နေကြအတိုင်းပေါ့နော်ဒီမှာလောကီကိုစော့စော့ရတဲ့ဥစားကိုလည်းနည်းနည်းဒီမှာအယောင်းစင်ကမပြတ်တပြတ်ဖြစ်နေတာပါ ဒီဘက်ကိုလည်းယုံကြည်မှုရှိပေမဲ့လည်းအပြည့်အဝရာနှုံးပြည့်တော့မဖြစ်သေးဘူးလေလက်တွေ့ဝေ့ကြည့်လိုက်တော့မှပဲအရှင်ပြေမှပဲအာသာချက်တွေတွေ့တော့မှလည်းသူလည်းစိတ်ကဒုံးလုံးပြတ်သွားမှာမဖြစ်သေးခဲ့ခင်မှာတော့ဒီဘက်ကလည်းထေချာပါမလားဆိုတဲ့တန်နေရာလေးပေါ့ဘဘကိုကြတော့လည်းအားကြရမှာကိုနည်းနည်းနှမျောနေတာမျိုးပေါ့နော်။ဒါဆိုသူကနဲ့သူကတော့အဆင်ပြေနေတယ်လေ။ဟိုဒုက္ခရောက်လို့ဝတ်တာမဟုတ်ဘူး။ဒီမှာ ဒါဥဒနာပရိတဲ့။ Oh never ma ။နည်းစကားပြောတော့မလို့။အဲတပြည့်တော့အဲ့တော့ရှင်မရမေးရမှာဆိုတော့သူညီကိုနှစ်ပါလူလဲအေးစေးမသွားကြောင်းကျင်နာကအရိယာသူတော်ကောင်းဖြစ်တယ်ဒါမှမဟုတ်ပေါ့ရှင်မသောတာပန်သရာဂံဖြစ်တယ်ဆိုတော့ပုံမှန်အရှင်ပြားမြင်နာနားလည်လက်ခံတာကြောင့်ဘလို့မြင်လဲဟိုအရှင်မအဲလူဘုံကပြောခဲ့တယ်ဆိုတော့ရဟန္တာဖြစ်ပြီးမှဆင်းလာဆိုတဲ့စကား ခုချိန်မှာစကားတစ်ခုအနေနဲ့ဖြစ်သွားပြီဆိုရင်ဒီပုံမှာအရှင်မသုံးသက်ချက်အနေနဲ့ဘယ်လိုဟာမျိုးအရိယာလို့သုံးသက်မလဲအရှင်မမနည်းရမိတယ်ကိုယ်ကကြီးရဟန္တာရှာတာတွေ့ခဲ့လားဆိုတော့တပည့်တော်ကရဟန္တာသောတာပန်တရာကအနာဂတ်ကြီးအရေးကြီးတဲ့သူတော်ကောင်းတဲ့တူတော်ကိုတော့သူကကြိုက်ခဲ့တယ်မောင်ကမိုးကုတ်ဆိုမိုးကုတ်မူရသွားတာလီလဲဖြစ်ပြီးတော့ညံအရာလဲတော်တော်လေးဟိုသူတို့ကိုတိတိလောက်မေးတာဟိုဖြေနိုင်တယ်လို့သူတို့မှလည်းအဲ့လိုပေါ့ အဲ့ပတ်ဝန်းကျင်သုံးသက်ချက်ကလေးရှိရပေါ့ဥရမသားဘာလဲဆိုတော့အဲ့လိုသုံးသက်ချက်တွေရှိကြတယ်လို့ဒါပေမဲ့တပည့်တွေကတော့ကိုယ့်ဆရာကိုဒါအထင်ကြီးကြတယ်အဲ့လိုမဟုတ်ဘဲနဲ့ကိုကိုရင်ကသူ့ဘလိုလဲအနစ်ချုပ်မိကွန်းလေးတွေအဲ့ဒါဒီတာအဲ့ဒါလေးတွေနဲ့တွားခဲ့လာခဲ့တော့တိခဲ့ဘူးတော့ဗျာအရှင်မြအနေနဲ့ကောအဲ့လိုအရိယာသူတော်ကောင်းတွေတွေ့ဘူးသလားဒီမှာမြင်တဲ့ရဟန္တာတွေရောဘယ်လိုတွေ့ခဲ့ဘူးလဲအဲ့ဒါမျိုးလေးလဲပြောကြည့်ပါဦး နှစ်ပါးကန့်နေတော့မျက်နှာတွေကြီးနေရရင်ကိုလိုမျက်နှာပါနေတော့ဒီဒီမှာနောက်ကြရိုက်နောက်တစ်ခါကြရိုက်နောက်တစ်ခါကြဒီနေ့ရိုက်ပြီသူတို့ဖယ်လိုက်တော့ပြောပါအောင်ဗျာနန်းကူချမ်းပြောရမယ့်စကားတွေပေါ့အဲ့ဒါကိုတကယ်ကိုလူလည်းသိကျင်နေငါကနေ့တော့မေးအောင်မယ်တော့အချင်းလေးရတော့နီး ချင်းမဲ့လက်ခံထားပုံပေါ့တတိတော့ကျတော့ဟိုပေါ့ဘလောက်ချမ်းသာတယ်ဘလောက်ပညာသက်တယ်ဘလောက်အာဏာရှိတယ်ဆိုတာထက်ပေါ့နော်ဒီကိုယ့်ရဲ့ချမ်းသာကြော်ဝမှုပေါ့ကိုယ့်ရဲ့တတ်ထားတဲ့ပညာတွေပေါ့ကိုယ့်ရဲ့ယာဒုအာဏာတွေပေါ့ဒါတွေကိုဘလောက်ထိအကျိုးရှိအောင်သုံးချနိုင်တယ်လဲပေါ့အဲ့ဒါကိုပို့ပြီးတော့အဓိကထားပါတယ်နဗရီဒီမှာတားလာရိုက်အင်းတားလာဒီမှာဒီမှာအဲ့တော့ ူတော်ကောင်းလက်ထက်ကဥစ္စာပစ္စည်းကကျွင်းရည်လိုပဲပေါ့နော်။အင်းသုံးသုံးချိုးချိုးပေါ့လေသုံးလို့ရတယ်။ကျန်တာတွေကြတော့သမုတ်တရားရည်လိုပေါ့လေ။ဒါတောက်လို့လည်းမရ။သဘောမျိုးပေါ့လေ။ပြီးပြီးတော့အတုံးမဝင်ဘူးပေါ့နော်။ဒီသဘောတရားမျိုးပေါ့။ပြီးတော့လည်းဒါအသုံးချမှုအပိုင်းကိုပို့ပြီးတော့အဓိကထားတာတော့သမုတ်တရားကြီးဖြစ်နေပြီးတော့စိတ်တုံးမရတာတဲ့ဆိုင်။ဒီလေ မှုတရားကြီးဖြစ်ပြီးတော့သိမတုံးတာဆိုရင်တွင်းရင်လေးဖြစ်ပြီးတော့သုံးကြတာမျိုးကပုံပြီးတော့ကောင်းတယ်ပေါ့လေအဲ့တော့ရေကဘာရေလဲဆိုတာကအဓိကမကြောက်ဘူးဘယ်လိုပဲဝါရိယာလားမဟုတ်ဘူးလားပုထုဇဉ်လားဆိုတာထက်ပေါ့ပါကျုပ်ဆရာတော်ဆရာကြီးဆိုလဲဒါအရိယာမှမဟုတ်ဘူးဒါပေမဲ့အသုံးတည်တာပဲလေသူကလည်းသူဒါပါရမီဖြည့်တယ်ဒါပေမဲ့မြဲကျင်လည်းမြဲမယ်မမြဲကျင်လည်းမပြောဘူးမမြဲမမြဲကျင်လည်းမမြဲဘူးပေါ့နော်ဆရာကြီးပြောရပြောဒါပေမဲ့လက်ရှိကသူကလည်းသူပုထုဇဉ်ဖြစ်ဖြစ်အရိယာဖြစ်ဖြစ် တတိယဖြစ်ဖြစ်မဖြစ်ဖြစ်ပေါ့လေဆရာတော်ကြီးကဘုရားအတုံးကြနေရမယ်လေစာပေပိုင်းမှာရောဒါအများရဟန်းရှင်လူတွေကိုပြောဆိုဆုံးမမှုအပိုင်းမှာတော့ပြဒနာလေးတွေကိုရှားတဲ့ကနေပြောတော့ပညာရှိဆန်ဆန်နေပေါ့လေဝင်ပြီးတော့ဖြည့်ရှင်းတဲ့အပိုင်းတွေမှာအောင်ပေါ့လေသုံးမဩဝါဒပေးတဲ့အပိုင်းတွေမှာပေါ့အဲအဲ့ဒီပိုင်းတွေမှာအတုံးတက်နေတယ်ပဲဒါဒီလိုတော့ဒါတန်မိုးထားရမှာပဲလေဆရာတော်ကြီးကိုဘာဘာဖြစ်တယ်သူ့အနေနဲ့သူအနာဂတ်မှာအရိယာဖြစ်ဖြစ်မဖြစ်ဖြစ်ဖျားဖြစ်ဖြစ်မဖြစ်ဖြစ်လက်ရှိမှာဟော သုံးကြနေတာဖြစ်တဲ့အတွက်ပေါ့လေအများအတွက်ကောအများအတွက်တန်ဖိုးရှိတာဖြစ်တဲ့အတွက်ဒီတော့လက်ခံမှာအဲ့ဒီဘောပဲဒီတော့ဒီစားလေဒါကြီးကိုတေချာပေါ့ကြီးအရိယာဖြစ်တယ်ပဲထားပါတော့ဉာဏ်နာဖြစ်တယ်ပဲထားပါတော့အများအတွက်သိပြီးတော့သုံးမရဘူးဆိုရင်တော့ဒါဖရားရဲ့ပြည်တာနဲ့တိုင်းမဲ့ဆိုရင်လူရီးတာပေါ့နော်ပြစ်စိကဗုဒ္ဓတွေဆိုရင်ဒါဉာဏ်နာဖြစ်တာပဲလေဖရားရတာပဲဒါပေမဲ့အများအတွက်သိပြီးတော့အထောက်ပံ့မဖြစ်နိုင်ဘူးပေါ့ပြီးတော့ကျတော့အထောက်ပံ့ဖြစ်တဲ့ဘာလို့လဲဦးစားပြရတဲ့အတွက် ီအငင်းပွားစရာပေါ့နော်ပုထုဇဉ်အရိယာဆိုတဲ့အပိုင်းမျိုးပြီးတော့နေတယ်ဘာမှဟိုအဓိကမထားပါဘူးညာအဲ့လိုပဲအသုံးတဲ့ဖို့ပဲပုထုဇဉ်ဖြစ်စေဦးတော့အသုံးတဲ့တယ်ဆိုရင်ပြီးတော့ကတံမိုးထားတာပဲဒီလိုတော့ရိတာမှလည်းအသုံးတဲ့တဲ့ပုံကိုယ်လေးဖြစ်ဖို့ပဲပုထုဇဉ်အရိယာဖြစ်ဖို့အဓိကတန်းရအခုပြဒနာတက်နေတဲ့အဲဒါဥမ္မောင်မောင်တရားတို့လိုမျိုးပေါ့နော်အဲဥဒုရိယတရားတို့လိုပေါ့လေဒီကုဒလာတရားတို့ဒီလိုလေးဖြစ်လို့ဒါတွေကပုထုဇဉ်အရိယာကိုအဓိကထားတဲ့အခါမှာ ပြဿနာတက်တာလေအဆုံးတက်မှုအပိုင်းကိုပဲအဓိကထားရဆိုရင်ဒီလိုမျိုးပြဿနာတွေတိတ်မဖြစ်တော့ဘူးပေါ့ဗျာဒီမှာချင်းကပုံလေးတွေတူးနဲ့မတူးမတူးပေမဲ့အဲတပြီတော့အမြင်ရတော့တပြီတော့အမြင်ပေါ့ဗျာအရှင်များအမြင်ကြတယ်အရှင်များအမြင်ပေါ့တပြီတော့ကြတော့အဲ့လိုမဟုတ်တော့တပြီတော့အမြင်ရတော့ကိုယ်တိုင်လဲတိကိုယ်တိုင်လဲလွတ်မြောက်ကိုယ်တိုင်ချပြရင်သူတို့တွေလည်းအကျိုးများမယ် ကိုကသူငယ်ရန်လောက်တီးပြီးတော့ဟိုတက်ကတူကဆရာပါဆိုပြီးတော့အတင်နေအပြိုင်လွဲခဲ့ရင်အဲ့ဒီကျန်တဲ့လူလဲသူငယ်ရန်အတီးနဲ့သူတို့ကတက်ကတူကျောင်းသားထင်းနေတဲ့အလွဲမျိုးလေးတွေကြောက်မိတယ်ဗျဒါတစ်ချက်ပေါ့